ပါမင့်မိတ်တူအချမ်းဝယ်ယူရင်မိမိဘက်မှတည်ထားရမည့်အချက်များရောင်းသူကပါမင့်မူရင်းကင်ပြီးဝယ်သူကိုပါမင့်မိတ်တူပေးလေးရှိပါသည်အရက်ခေါ်မိတ်တူချမ်းဘက်ကိုဝယ်ယူသည်ဟုခေါ်ကြပါသည် မဖြစ်မနေပါမင့်မိတ်တူချမ်းဘက်ကိုဝယ်ယူမည်ဆိုပါကအောက်ပါအချက်များကို လိုက်နာဆောင်ရွက်တင်ပါသည် ထမဆုံးအချက်အနေနဲ့ရောင်းသူကပေးသောပါမစ်မိတ်တူနှင့် ရောင်းသူထံတွင်ရှိသော ပါမစ်မူရင်းကိုက်ညီမှုရှိမရှိကိုစစ်ဆေးရန်လိုပါသည် ပါမစ်မူရင်းကို စစ်ဆေးကြည့်ရှုရာတွင်မူရင်းစာရွက်စာတန်းစစ်မှန်သလားသို့မဟုတ် စကန်ဖတ်ထားသည့်စာရွက်စာတန်းဖြစ်နေသလားဆိုသည်ကိုကြည့်ရှုစစ်ဆေးရပါမည်ဒုတိယအချက်အနေဖြင့်ရောင်းသူထံတွင် ရှိသောပါမစ်သည်အမည်ပေါက်မှန်မမှန်ဂရန်လျှောက်ထားခြင်းရှိမရှိကိုမြို့တော်စီပင်တွင်စုံစမ်းစစ်ဆေးရပါမည် အိုးအိမ်ယုံတွင်စုံစမ်းစစ်ဆေးနိုင်တော်လဲအိုးအိမ်ယုံတွင်အမိပေါက်မှန်မမှန်ကိုသာသိရှိနိုင်မည်ဖြစ်ပြီးစီပင်တွင်စစ်ဆေးပါက ပါမင်းမမယံလျှောက်ထားခြင်းရှိမရှိကိုပါသိနိုင်သည်ဖြစ်၍အမိစုံစမ်းစစ်ဆေးရန်နေရာကိုမြို့တော်စီပင်တွင်စုံစမ်းစစ်ဆေးရန်ရည်ညွှန်းခြင်းဖြစ်ပါသည်တတိယအချက်နေဖြင့်ပါမင်းမှန်ကန်ပါကတရင်စာတွင်ကန့်ကွက်နိုင်ကြောင်းကြော်ညာထည့်သွင်းသင့်ပါသည် ။သတင်းစာတွင်ကြော်ညာထည့်သွင်းတင်ကြောင်းအကြံပြုရခြင်းမှာမြေကွက်နှင့်ပတ်သက်၍အရှုပ်ရှင်ရှိမရှိ သိရှိနိုင်ရန်နှင့်မိတူတချမ်းတစ်ဖက်ကိုဝယ်ယူခြင်းဖြစ်၍ရနိုင်သမျှသောအထောက်ထားများရှိနိုင်ရန်အတွက်ဖြစ်ပါသည်။နံပါတ်၄ချက်အနေဖြင့်မိမိကပြန်လည်ရောင်းချသည့်အခါတွင်မိမိရောင်းချသောဝယ်ယူသူတို့ပါမစ်မူရင်းကိုပြသပေးရန်ရောင်းသူနှင့်သဘောတူညီချက်ယူထားရပါမည်။ဤချက်ကိုစာချုပ်ဖြင့်ရေးသားချုပ်ဆိုထားရပါက ချုပ်ဆိုထားတဲ့မာသည်ရောင်းသူနှင့်ကြိုတင်၍သဘောတူညီချက်ရယူတင်ခြင်းမှသဘောတူညီချက်ယူထားခြင်းမရှိပါက မိမိကပြန်လဲရောင်းချသည့်အခါတွင် ရောင်းသူဘက်မှ ပါမစ်မူရင်းပြသပေးခြင်းမရှိပါကပြန်ရောင်းရာတွင်အခက်အခဲရှိနိုင်၍ဖြစ်ပါသည်နံပါတ်5ချက်အနေဖြင့်ပါမစ်မှဂရန်လျှောက်မည်ဆိုပါကပါမစ်မူရင်းအားအသုံးပြုခွင့်ပေးရန် ရောင်းသူနှင့်ကြိုတင်သဘောတူညီချက်ရယူထားရပါမည် သို့မှသာတစ်ချိန်ချိန်တွင်မိမိအမိပေါက်ဗရန်လျှောက်မည်ဆိုပါကအခက်ခဲမရှိအဆင်ပြေမည်ဖြစ်ပါသည် အချက်၄နှင့်အချက်၅မှာဆယံမချမီရောင်းဝယ်အတွက်စကားပြောသည့်အချိန်တွင်ပင်ဆောင်ရွက်ရမည်အချက်ဖြစ်ပါသည်အချက်၄နှင့်အချက်၅ပါအချက်များသဘောတူညီမှုရရှိပြီးမှသာကြံသည့်အချက်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆို subscribe နဲ့ bell ခလုတ်လေးနှိပ်ခဲ့ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင် ားလုံးပဲအဆင်ပြေကြပါစေလို့ဤပညာနှင့်သတင်းဆောင်မှဆုတောင်းပေးအပ်ပါရယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်